ားလုံးမင်္ဂလာပါမြန်ခရစ်တော်ရရှိထားတဲ့ခရစ်တိုနဲ့ပတ်သက်တဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်။ ILL နဲ့ပဲဈေးရီကျသွားခဲ့တဲ့ White House Crypto Summit ရဲ့သတင်းနဲ့အတူ IMF နဲ့စာချုပ်ကြားက Big Wine နဲ့ဝယ်နေစေ SRB တို့ရဲ့သတင်းတွေကိုတင်ဆက်ပေးသွားကြပါရစေ။ကျွန်တော်ကတော့ season သက်သက်သူခုဖြစ်ပါတယ်ခင်ဗျာ။ ပထမတစ်ပုတ်အနေနဲ့အီလယ်လယ်နဲ့ပဲဈေးတွေကျသွားခဲ့တဲ့ White House Crypto Summit ရဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။ Stablecoin နဲ့ပတ်သက်တဲ့ဥပဒေကြမ်းတွေထွက်လာရေးကိုအားပေးတယ်လို့ကမ္ဘာမှာ USD အသုံးပြုမှုအထွန်းရှည်စီကြောင်းနဲ့ Crypto Industry ကိုဘန်တွေသုံးခွင့်မရအောင်ဖန်တီးထားတဲ့ Operation Checkpoint 2.0ကိုအပြီးသက်နိုင်ရေးစ조사သွားမယ့်အကြောင်းဆိုခဲ့ပါဗျ။ public ကိုထုတ်ပြခဲ့တဲ့အပိုင်းမှာတော့ဒီအချက်တွေလောက်ပဲအဓိကပါလာခဲ့တာဖြစ်ပြီးတော့ တကယ်တမ်းဆမ်မစ်မှာဘာတွေထက်ထက်ဝင်ဝင်ဆွေးနွေးသွားခဲ့တယ်ဆိုတာကိုတော့တရားဝယ်ထုတ်ပြန်တာမျိုးမရှိခဲ့ပါဘူး။ China ရဲ့ co-founder Sergey Nazarov အဆိုအရတော့ US အနေနဲ့ Bitcoin mining နဲ့ Federal Crypto Reserve တွေကိုဘလို့ချင်းကပ်သွားမယ်။ RWA တွေနဲ့ Digital Assets တွေပေါ်မှာအခြေခံထားတဲ့ဘဏ္ဍာရေးစနစ်အသစ်တစ်ခုကို US မှာအခြေတည်သွားမယ်ဆိုတဲ့အကြောင်းကိုဆွေးနွေးခဲ့ကြသလို Biden အဆိုအရလက်ထက်က industry အပေါ်မှာတိုက်ခိုက်မှုတွေကအဆုံးသတ်သွားပြီဖြစ်တယ်လို့ Trump ကပြောခဲ့ကြသိရပါတယ်။ ဒါအပြင်ထုတ်ပြန်ပြီးသားအမိန့်တွေဥပဒေတွေတဲမှာလဲ crypto industry ရဲ့သိုးသက်မှုကိုထိခိုက်စေနိုင်တဲ့အရာတွေကိုပြည့်ယုံသိမ်းမှုဆိုခဲ့ပါတယ်။ကမ္ဘာမှာ US က crypto ဘိုင်းအရာဥစားမှုဆောင်ရွက်သွားမှာဖြစ်ကြောင်းလဲ Trump ကဆိုခဲ့ပါတယ်။ Sam ရဲ့အခြေအနေပေါ်မှာမူတည်ပြီးတော့ crypto ဈေးတွေတက်လာနိုင်ကြောင်းမျှော်လင့်ချက်တွေရှိခဲ့ပေမဲ့တကယ်တမ်း Sam ပြီးသွားတဲ့အချိန်မှာတော့ဈေးတွေကပုံမှန်တက်တောင်ပိုကျသွားခဲ့တာကြောင့် Sam ထက် US နဲ့အခြားနိုင်ငံတွေကြားမှာအပြည့်အလဲစီးကြက်ခွန်တွေရဲ့လွှမ်းမိုးမှုကလည်းပိုကျနေပြီး စေဝိုင်းအရာစိုးရိမ်မှုတွေရှိနေတာကြောင့်ဘက်ကွာအပါဝဲခရစ်တိုကာရစီတွေကအကြဘက်ကိုပုံများနေပုံရပါတယ်ခင်ဗျာဆက်လက်ပြီးတော့ IMF နဲ့စာချုပ်ကြားကဘက်ကွာနေဝယ်နေတဲ့ El Salvador နိုင်ငံရဲ့သတင်းကိုတက်ဆက်ပေးကြပါတယ် El Salvador က IMF ကိုသဘောတူညီမှုတွေအများကြီးပေးထားရတဲ့ကြားကဘက်ကွာနေကိုရုပ်တည်နဲ့ဆက်ဝယ်နေတော့ဖြစ်ပါတယ် IMF စီကနေဒေါ်လာဘီလီယံနဲ့ချီချေးယူဖို့အတွက်ဘက်ကွာမှာပါဝယ်ပတ်သက်မှုကိုရှော့ချပါမယ်ဆိုတဲ့ကိရိတွေပေးထားရတာဖြစ်တယ်လို့ နိုင်ငံတွင်းမှာလည်းဗန်ဒါရေးဆိုင်ရာတွေမှာ Bitcoin နဲ့ငွေပေးခြေတာတွေကိုပြန်ချိန်ညှိဖို့အတွက်ကို IMF ဘက်ကတောင်းဆိုထားပါတယ်။ဒါပေမဲ့ El Salvador နိုင်ငံရဲ့နိုင်ငံပိုင် wallet ကတော့ Bitcoin နဲ့အဆက်မပြတ်ဝယ်နေစေဖြစ်ပြီးသမရနာရဲ့ဗိုလ်ကလေးပြောထားသလိုတနေ့ကို 1BTC ဝယ်တာမျိုးလောက်အထိမဟုတ်တော့ပေမဲ့ပြီးခဲ့တဲ့တနင်္ဂနွေနေ့တရက်ထဲမှာတင် SIF BTC အထိဝယ်ယူခဲ့ပြီးတော့ El Salvador ရဲ့ Bitcoin ပိုင်ဆိုင်မှုကို6138.18 BTC အထိတိုးမြင့်ခဲ့ပါတယ်။ တကယ်တော့ El Salvador ကဘေးကွက်မြို့တော်တိစားဖို့အတွက်စီမံကိန်းတွေမှာရှိနေတာဖြစ်ပါတယ်။လောလောဆယ်မှာလည်းမီးတောင်ကရတဲ့ချော်ရီအပူဆွဲရင်ကိုလျှက်စစ်ဆွဲရအဖြစ်အသွင်ပြောင်းပြီးတော့ဘေးကွက် mining လုပ်နေပြီဖြစ်တယ်လို့ဘေးကွက်မှာပါဝယ်ပတ်သက်မှုရှော့ချဖို့ဆိုတာကဟန်ပြလောက်ပဲဖြစ်နိုင်ပါတယ်။ IMF နဲ့ဘယ်လိုပြဿနာတွေတက်ပြီးဘယ်လိုပြင်ရှင်းကြမလဲဆိုတာကလည်းစိတ်ဝင်စားစရာကောင်းပါတယ်ခင်ဗျာ။အခုလက်ရှိမှာ US ကလည်းဘေးကွက်ကိုတရားဝင်အသိအမှတ်မပြုံတင်မဲ့ ဘေကွင်မှာဘေကွင်ဖြစ်နေတာကြောင့်ဘေကွင်အပါဝယ်ခရစ်တိုကာရစီတွေကိုနိုင်ငံတော်တော်များများကစိတ်ဝင်စားလာကြတာဖြစ်နေပါတယ်။ကိုယ်နိုင်ငံမှာဘယ်လိုမျိုးဥပဒေပြုထိန်းချုပ်လို့ရနိုင်မလဲဆိုတာကိုဆွေးနွေးမှုတွေပုံများလာနေချိန်လေးဖြစ်ပါတယ်ခင်ဗျာ။ဟုတ်ကဲ့ပါဒါကတော့မြန်ခရစ်တိုရရှိတာတဲ့ခရစ်တိုနဲ့ပတ်သက်တဲ့နောက်ဆုံးရသတင်းတွေကိုတက်ဆက်ပေးကြတာဖြစ်ပါတယ်။မိတ်ဆွေတို့မှာခရစ်တိုကာရစီဝယ်ရလို့ဘိုင်းနက်စ်အကောင့်တစ်ခုမရှိသေးဘူးဆိုရင် trade လောက်တိုင်းမှာ fitness account ပြင်ရမယ်။အခုကောက်ကောက်တော့ပြပြီးတော့ account ဖွင့်နေပါတယ်။ နားဆင်ပေးကြတဲ့သောတာရှင်များအားလုံးထရိတ်တိုင်းမြတ်ကြပါစေခင်ဗျာ